မင်္ဂလာပါရှင်မတ်လ21ရက်နေ့အတွက်ညနေခင်းသတင်းစီစဉ်ကနေတင်ဆက်ပေးမှာကတော့မြမအရေးတရုတ်ကြားဝင်မဆွတ်ဖတ်ဖို့လာရှုမြို့မှာဆန္ဒပြတဲ့သတင်းညာဦးမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထိုင်းမှာကလေးတွေအပါအဝင်တရားမဝင်မြမရွှေ့ပြောင်း18ဦးဖမ်းခံရတဲ့အကြောင်းရန်ကုန်ပြည်လန်းပေါ်ကစစ်ကောင်စီတပ်စစ်စေးရေးဂိတ်နဲ့စခန်းကိုစီးနှင်းတိုက်ခိုက်တဲ့တဲ့ဒါရီကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်။ မြမအရေးမှာဂျာဝင်ဆွတ်ဖတ်မှုတွေမပြုတ်လို့ဖို့တရုတ်အစိုးရကိုစန့်ကျင်တဲ့လှုပ်ရှားမှုကိုကိုကန်တက် MNDAA သိမ်းယူထားတဲ့ရှမ်းပြည်မြောက်ပိုင်းကလာရှုမြို့မှာပြုတ်လုခဲ့ကြပါတယ်။မနေ့ည9နာရီလောက်မှာတရုတ်အစိုးရစန့်ကျင်ရေးလှုပ်ရှားမှုကိုပြုတ်လုခဲ့တာလို့လာရှုမြို့ကန်တဦးကပြောပါတယ်။ဘေကျင်းအစိုးရကိုစန့်ကျင်ကြတရုတ်အစိုးရစန့်ကျင်ကြဂျာဝင်ဆွတ်ဖတ်မှုများချက်ချင်းရက်စတဲ့စာတွေကိုလာရှုမြို့နေရာတချို့မှာလိုက်ကပ်ပြီးလှုပ်ရှားမှုပြုတ်လုတာပါ။ လာမဲ့ကျော်လာမကုန်ခင်လာရှုကနေ MNDAA တက်တွေတရုတ်ရဲ့ဖိအားကြောင့်ဆုတ်ခွာရမယ့်သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းအခုလိုလှုပ်ရှားမှုကိုတွေ့လာရတာလည်းဖြစ်ပါတယ်။ရှမ်းမြောက်ကိုစစ်ရေးကုတ်ခဲ့တဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေဆက်ရာလာရှုမြို့ကိုပြီးခဲ့တဲ့နေ့ဩဂတ်လ3ရက်နေ့မှာ MNDAA ကအပိသက်တည်ယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအပြစ်ရပ်ဖို့အတွက်တရုတ်ရဲ့စီစဉ်ပေးမှုနဲ့ MNDAA နဲ့စစ်ကောင်စီတက်ကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုအောက်မှာ MNDAA ဟာလာရှုကိုသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်တာမတွေ့ရတော့ပါဘူး MNDAA ကဖွဲ့စည်းထားတဲ့လာရှုမြို့ပြည်လဲထူထောင်ရေးအဖွဲ့မှဆောင်ရွက်နေသူတွေကတော့လာရှုမြို့ကိုတော်လှန်ရေးအဖွဲ့တွေရဲ့အသက်သွေးချွေးများစွာရင်ပြီးတိုက်ယူထားရတာဖြစ်လို့ MNDAA ကစစ်ကောင်စီကိုလွှဲပေးမှာမဟုတ်ဘူးလို့ပြောကြားထားပါတယ်ဒါပေမဲ့ MNDAA ဘက်ကတော့လာရှုကနေစုတ်ခွာရမယ်ဆိုတဲ့သတင်းထွက်ပေါ်နေတဲ့အပေါ် အများပြည်သူစီတရားဝင်ရှင်းလင်းထုတ်ပြန်အသိပေးတာမျိုးတစုံတရာမရှိသေးပါဘူးရှင်။မန္တလေးတိုင်းညာဦးမြို့နယ်ငတရောက်မြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတတ်ခတ်ရမှာစစ်ကြောင်းမှုအပါဝင်တိုက်ဆုံးထိခိုက်သူများပြားပြီးစစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တယ်လို့ညာဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကပြောပါတယ်။တမ88လက်အောက်ခံညာဦးမြို့အခြေဆိုင်ချင်းမြန်တက်ရင်ခမရ435ဟာစစ်ကြောင်းနှစ်ကြောင်းနဲ့ငတရောက်မြို့အနီး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ငတရောက်ရှိဘတ်ချန်ဒေတာဝင်လာတဲ့စစ်ကြောင်းကိုတော့မတ်လ14ရက်မှာတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာလို့ညာဦးပကဖာတာဝန်ရှိသူကပြောပါတယ်။ရှေးဟောင်းရင်ကျေးမှုအမွေအနှစ်တွေရှိတဲ့ပကံညာဦးဒေတာမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်နိုင်ခဲ့တာဟာဒါပထမဆုံးကြိမ်လည်းဖြစ်ပါတယ်။ခတ်မှန်းကြေးအင်အား80လောက်စီပါတဲ့စစ်ကြောင်းနှစ်ကြောင်းတည်းကတစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်တာလို့ညာဦးပကဖာတာဝန်ရှိသူက People's Spring ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကထိခိုက်သိဆုံးသူများပြခဲ့ပြီးတပ်တွင်သတင်းပေးရပြောပြချက်အရသိဆုံးသူ80ကျော်ရှိတယ်လို့ညအူးပကဖကဆိုပါတယ်စစ်ကောင်စီတပ်သိဆုံးထိခိုက်အခြေအနေနဲ့ပတ်သက်လို့ People's Spring ဘက်ကတော့တိကျအတိမပြုနိုင်သေးပါဘူးအဲ့ဒီစစ်ကြောင်းရဲ့စစ်ကြောင်းမှုဗိုလ်ကြီးလှဝင်းနိုင်ဆိုသူသိဆုံးသွားတာကြောင့်တော်လှန်ရေးတပ်ဖွဲ့ကအ धिक အားသာခဲ့တာလို့ညအူးပကဖတာဝန်ရှိသူက ပြောပါတယ်ပြီးတော့တိုက်ခိုက်ခံရတဲ့အဲ့ဒီစစ်ကြောင်းမှာ ညာဦးမြို့နယ်ကခေါ်ယူစုဆောင်ထားတဲ့စစ်မှုထမ်းတပ်သားတစ်တွေနဲ့စစ်တပ်လက်ဝေခံပြူစောထီတွေအများပြားပါဝင်တယ်လို့သိရတာပါတိုက်ပွဲဖြစ်တဲ့နေ့ကလေရင်လာပြီမဲ့လေချောင်းတိုက်ခိုက်ခဲ့တာတော့မရှိဘူးလို့ဆိုပါတယ်ဒါပေမဲ့တိုက်ပွဲအတွင်အထိနာတဲ့စစ်ကောင်စီကတပ်အင်အားဖြည့်တင်းပြီးစစ်ကြောင်းထိုးတာဆက်လက်ပြုလုပ်နိုင်ခြင်းရှိတယ်လို့ညာဦးပကဖကသုံးသပ်ထားပါတယ်ရှင်ခလေးတွေအပါဝင်ထိုင်းနိုင်ငံထဲတရားမဝင်ဝင်ရောက်လာတဲ့မြန်မာ၁၈ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ပါတယ် ကချနာဘူရီပြည်နယ်တဲကစံခလာဘူရီမှာမတ်လ20ရက်ညတကောင်ကျော်ကမတင်းကားဆရာပစ်ကပ်ကားတစီးကိုထိုင်းအာနာပိုင်တွေကတားဆီးခဲ့ပါတယ်။ပေါင်ဖာဖုံခရိုင်ဘက်ကိုဦးတီမောင်းနေနေတဲ့ကားရဲ့ယာဉ်မောင်းကရက်မပေးဘဲမောင်းပြေးခဲ့တာကြောင့်ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအနောက်ကနေအပူတပြင်းလိုက်သွားခဲ့ပါတယ်။တိတ်မကြခင်မှာတော့စံခလာဘူရီရဲ့ငွန်လူခရိုင်ခွဲကျေးရွာအမှတ်၃နာမှရှိတဲ့စမ်းကြောင်းတစ်ခုနာတောဆက်မှာရက်ထားတဲ့ကားကိုထိုင်းရဲတွေကရှာတွေ့ခဲ့ပါတယ်။ ရှင်မောင်းကကားကိုစွန့်ခွာပြီးခြေလင်းထွက်ပြေးလွတ်မြောက်သွားခဲ့တာပါကားထဲမှာတော့ကြက်ကြက်တဲတဲစီးနဲ့လိုက်ပါလာတဲ့မြန်မာနိုင်ငံသားအမျိုးသား3ဦးနဲ့အမျိုးသမီး14ဦးကိုရဲတွေကရှာတွေ့ခဲ့ပါတယ်အဲ့ဒီထဲမှာအရွယ်မရောက်သေးတဲ့ကလေး6ဦးပါဝင်ပြီးအငယ်ဆုံးကတနှစ်အရွယ်သာရှိသေးတယ်လို့သိရပါတယ်သူတို့အားလုံးကိုစွန့်ခလာဘူးရီရဲစခန်းစီခေါ်သွားပြီးစစ်ဆေးမေးမြန်းတဲ့အခါထိုင်းကိုတရားမဝင်ဝင်လာကြဝန်ခံခဲ့တယ်လို့ဆိုပါတယ် သူတို့ကထိုင်းမှာအလုလာလုခွင့်ရဖို့မြမပွဲစားတအူးကိုတယောက်ဘတ်1000စီပေးခဲ့ရတယ်လို့ထွက်ဆိုပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ဟာအခုဖြစ်စဉ်ကိုနောက်ဆက်တွဲစုံစမ်းစစ်ဆေးနေပြီးထွက်ပြေးသွားတဲ့ရင်မောင်းကိုလည်းရှာဖွေနေပါတယ်ရှင်။အကိုတိုင်းမင်းလာမြို့နယ်စစ်ကွင်းမြို့အုတ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လန်းဘေးမှာထိုင်းချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နယ်စခန်းမနေ့ကမနေ့အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တာယာဝတီခရိုင် PDF တရင်ကတာဝန်ရှိသူတအူးပြောပါတယ်။စစ်ကွင်းတာဆုံမှာ ဂိတ်စခန်းချနေတဲ့စစ်ကောင်စီတပ်သားတွေကို မနေ့ကမနေ့တနာရီခွဲလောက်မှာတာယာဝတိခရိုင် PDF တပ်ရင်း3800နှစ်တပ်ခွဲနှစ်ကရဲဘော်တွေရှောင်းတခင်ဝင်ရောက်တိုက်ခတ်ကြရမှာအပြန်အလှန်ပစ်ခတ်မှုနှစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်ဒီစီးနဲ့တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဘက်က9ဦးသေဆုံးပြီး6ဦးဒဏ်ရာရခဲ့တယ်လို့တပ်ခွဲနှစ်တာဝန်ရှိသူကပြောတာပါတော်လှန်ရေးတပ်ဖွဲ့ဝင်2ဦးမစိုးရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့လည်းသူကအသိပေးပါတယ် စီးနှင်းတက်ခိုက်ကြရချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂိတ်စခန်းကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်စခန်းထဲကကာပိုင်တနက်တလက်စစ်အသုံးဆောင်တချို့နဲ့ဆိုင်ကယ်တစ်စီးကိုတင်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။နောက်ပြီးစစ်ကွင်းတာဆုံစစ်စရေးဂိတ်ဘန်ကာမှာပြန်လည်လုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းဒီမနက်ပိုင်းမှာအဝေးထိန်ပုံနဲ့ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်မှာတော့စစ်ကောင်စီတပ်ရဲ့ထိခိုက်သိမ်းဆုံးမှုအခြေအနေကို People Spring ကတိကျအတိမပြုနိုင်ပါဘူးရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်။